မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့စက်တမာလ12ရက်နေ့ညနေပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်ရမ်းမောင်တောင်ရက်ကွက်53လမ်း36လမ်းတောင်းမှာရှိတဲ့ Cover Night Club မှာ DJ Violet ကဖျားသခြင်းဖြစ်တဲ့ ဗုဒ္ဓံတရဏံဂစ္ဆာမိတခြင်းကို DJ ဖွဲ့ပြီးတော့ကခုံခဲ့တဲ့အတွက်စစ်တပ်က DJ Violet ကိုဖမ်းဆီးကာ Cover Night Club ကိုလည်းချိတ်ပိတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူမှုကွန်ရက်မှာဗုဒ္ဓံတရဏံဂစ္ဆာမိတခြင်းကို DJ အဖြစ်နဲ့မြူးမြူးကြွကြွဖြစ်စေရန် တိခတ်ကခုန်နေတဲ့ဗီဒီယိုဖိုင်များပြန့်နှံ့လာပြီးတဲ့နောက်မမသာအစွန်းရောက်များဖြစ်တဲ့ပေါ့ကိုတော့အမျိုးသားရဲ့အစွန်းရောက်မျိုးချစ်ရဟန်းတော်များတမကကအရှင်သူစိတ်တော်ကဗုဒ္ဓဘာသာကိုစော်ကားတဲ့လောက်ရအဖြစ်နဲ့အေးအေးယူပေးရန်လှုံ့ဆော်ခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်စစ်တပ်က DJ Violet ခေါ်မခင်ထွေးထွေးမုံကိုဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။မန္တလေးက Cover Night Club ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ပြောပါတယ်ခေါ်သွားတာဟုတ်ပါတယ်မိသားစုဘက်ကတောင်းပန်ပြီးတော့ဂျေအေးကွင်းရအောင်ထပ်ပြီးတော့လိုက်နေကြတယ်အဆင်ပြေရင်တော့ခံဝင်လက်မှတ်ထိုးပြီးတော့ပြန်ထွက်လာနိုင်မယ်ထင်တယ်အဆင်မပြေရင်တော့အမှုတက်မယ်ထင်တာပဲ ဖမ်းတယ်လို့တော့ပြောလို့မရသေးဘူးထင်တယ်။စောင့်ကြည့်ရအောင်ပါဘောလို့ DJ Violet နဲ့ရင်းနေတဲ့အမှုပညာအတိုင်းဝိုင်းကမိတ်ဆွေတို့ကရှင်းပြထားပါဗျ။ DJ Violet ကမခင်ထွေးထွေးမုံကတော့ဖျားသချင်းကို DJ ဖွင့်ပြီးတော့ကခုမိတဲ့အတွက်တောင်းပန်ကြောင်းလူမှုကွန်ရက်ပေါ်မှာစတင်ခဲ့တဲ့အပြင်တင်ငန်းကျော်မျိုးတန်ကနိုင်ရကအဖွဲထံမှလည်းတွားရောက်ပြီးတော့တောင်းပန်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အမျိုးသားရေးအစိုးရမျိုးချစ်ရဟန်းတော်များတမကကအရှင်သူစိတ်တကဗုဒ္ဓနဲ့ပတ်သက်တဲ့တချင်းဖွင့်ပြီးတော့ကလပ်မှာ DJ ပုတ်ကပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့စိတ်နှလုံးကိုညှိုးနှက်အောင်လုပ်ခဲ့တဲ့နေမျိုးအောင်ရဲ့ချွေးမထွေးမော်နဲ့အပေါင်းပါများကိုဥပဒေအရရေးယူနိုင်ရေးအတွက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။ night club ကလူငယ်တအူးကလည်း night club မှာဖျားသချင်းကို DJ remix နဲ့လုပ်ပြီးတော့ကခုံလို့ဖမ်းတယ်ဆိုရင်ဓမယုံတို့ဖျားတို့မှလည်း DJ remix တွေဖွင့်ရင်ဖမ်းတယ်ပါတယ်လို့လူငယ်တအူးကပြောကြားထားပါတယ်အလားတူပဲမဘာသာအစွန်ရောက်ပောက်ကိုတော်ကလည်း DJ violet ကိုအေးအေးယူရေးအတွက်လှုံ့ဆော်ရမယ်လို့ကြုံဝခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဗိတ်တော်ဝဲပြည်တော်စုလမ်းမိုင်းကနေဆုတ်ခွာထွက်ပြေးလာတဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ9ရက်မနက်8:30မိနစ်ခန့်မှာဗိတ်တော်ဝဲလမ်းမိုင်းအမှတ်၈ပြည်တော်စုလမ်းအတိုင်းစစ်ကြောပြန်ဆုတ်လာတဲ့အင်အားတရာကျော်ပါတဲ့စစ်ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါရတယ်။အဲ့ဒီစစ်ရင်တန်းဟာရွှေကူတောင်စစ်စေးရိတ်ဂိတ်ကနေတရချောင်းမြို့ဘက်ကိုပြန်လဲဥတီထွက်ခွာလာခြင်းဖြစ်ပြီးညောင်စင်ရွာနဲ့ရန်တောင်ရွာကြား ောက်ထိန်တောင်လမ်းပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ရင်တန်းမှာ အန်စာတုံးက၄စီမြေတင်ကား၃စီဗီဂိုကား၃စီပါဝင်ပြီးတော့ရှေဆုံးကားမှာပြည်သူများကိုလူသားတိုင်းပြုလုပ်ကာခေါ်ဆောင်လာခြင်းကြောင့်နောက်ဆုံးကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလုံမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး12ကောင်လိုက်ပါလာတဲ့ဗီဂိုကား၃စီကိုထိမှန်ခဲ့တဲ့အတွက်ကြောင့်စစ်ခွေး၄ကောင်တေဆုံးကသုံးပေါက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်အခုလုံမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကတင်းကျုံရွာနဲ့ရန်တောင်ချေးရွာတို့ကိုဝေရောက်စီးနှင်ခဲ့ပြီးတော့ရန်တောင်ချေးရွာကနေအလုံး30ကျော်နဲ့တင်းကျုံရွာက နေအိမ်ရှင်းလုံးတို့ကိုမိရှုဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကျေးရွာနေပြည်သူအယောက်20ကျော်ကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။စစ်ခွေးရဲ့ရင်နှန်းမှာကပြည်သူတွေကိုပါလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးတင်ဆောင်လာတော့ပြည်သူတွေမပါတဲ့နောက်ဆုံးကားကိုကျွန်တော်တို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရတာပါ။စစ်ခွေး၄កောင်တင်ပြီးတော့၃កောင်ဒဏ်ရာရတယ်။မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အနီးနားမှာရှိတဲ့ရန်တောင်ရွာနဲ့တင်းကျွန်းရွာတွေကိုစစ်ခွေးတွေကဝင်းအောင်စီးနေပြီးတော့နေအိမ်အလုံး40နီးပါးကိုမိရှုဖြတ်စည်းသွားပါတယ်။ ပြည်သူအယောက်20လောက်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းသွားတယ်လို့ဒဝဲခိုင်တပ်ပေါင်းစုကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတက်ခိုက်မှုကိုဒဝဲခိုင်တပ်ပေါင်းစုနဲ့ဒေါင်းညီနောင်စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့အခြေဆိုင်အမတ်27စစ်စီရေးကိုကဲမှုဌာနချုပ်စကခ27အနီးစစ်ကောင်စီတိုက်ရင်ဌာနချုပ်နှစ်ခုကိုစက်တင်ဘာလ17ရက်နေ့ညနေပိုင်းမှာလက်လွတ်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ကဗမော်မြို့အနီးတပ်ဌာနချုပ်များတပ်စခန်းများနဲ့ရက်ကွက်ကြေးရွာတချို့ကိုပြန်လည်ထိန်းချုပ်နိုင်ကြောင်းသတင်းထုတ်ပြန်ခဲ့ရာဗိုလ်မှူးကြီးနော်ဘူးကယခုလိုပြောကြားခဲ့ပါတယ် မင်းကစက်တမလာ17ရက်နေ့ညနေပိုင်းလောက်မှာစကခ27ပတ်ဝန်းကျင်မှာရှိနေတဲ့သူတို့ရဲ့တန်ကြပ်ကတက်တယ်နောက်ပြီးတော့ခလာရ136တို့သူတို့ပြန်ရသွားတဲ့အနေအထားရှိပါတယ်အခြားမျိုးတွင်မှာတော့ကျွန်တော်တို့ကငကိုတိုင်းပဲအားလုံးတော်တော်များများနေရာတွေမှာကျွန်တော်တို့ပြန်ထိန်းချုပ်ထားတဲ့အနေအထားရှိပါတယ်တမျိုးလုံးကိုတော့ဒီကောင်နေထိန်းချုပ်နိုင်တာမဟုတ်သေးပါဘူးကျွန်တော်တို့လည်းအများကြီးရှိနေပါသေးတယ်လို့ဘုံမူကြီးနော်ဘူးကပြောပြထားပါတယ်ဗမာမျိုးမှာတိုက်ပွဲတွေဆက်ရှိနေကြောင်းနဲ့ KI ပူပေါင်းတပ်ဖွဲ့စစ်ကြောင်းများစွာရှိနေကြောင်းကိုလည်း၎င်းကပြောကြားခဲ့ပါတယ်။စစ်ကောင်စီကဗမော်တိုက်ပွဲအတွင်း KI ပူပေါင်းတပ်များက4600ကျော်ကြာဆုံးတယ်လို့ဝါဒဖြန့်သတင်းထုတ်ပြန်ခဲ့ရမှာကချင်ရှိတန်းသတင်းရင်းမြစ်ကငါတို့အဲ့လောက်အင်အားမတုံးဘူးလို့ပြန်ပြောပြီးစစ်ကောင်စီကဝါဒဖြန့်ထားခြင်းသာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။စစ်ကောင်စီက၎င်းတို့ရဲ့လက်အောက်ခံတပ်ဖွဲ့ဝင်များစိတ်တက်တကြွစီရန်စိတ်တက်ဆစ်စင်ရေးလှုပ်ဆောင်နေတယ်လို့ယူဆရကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဗမော်ကတော့အခုချိန်ထိငါတို့အကုန်လုံးဝိုင်းနာသေးပဲဒီကောင်တွေထွက်လို့မရဘူး။ ဗမော်ကငါတို့ရအောင်တိမ့်ပါပါလို့ကချင်စီရေးသတင်းရေးမြစ်ကပြောပါရယ် KIA ဟာဗမော်မျိုးသိန်းစစ်စင်ရေးကို2024ခုနှစ်ဒီဇင်ဘာလမှာစတင်ခဲ့ရာစစ်ကောင်စီရဲ့တပ်စခန်းနေရာများစွာကိုတိတ်ပိုက်ကစစ်တုံးမှန်အများပြားကိုလည်းဖမ်းမိခဲ့တယ်လို့သိရပါရယ်အခြားကချင်ဒေသသတင်းအချို့မှာဝိုင်းမော်နဲ့ဖားကတ်မှာလဲ KIA နဲ့စစ်တပ်ကြားစစ်ရေးတင်းမာနေမှုနဲ့တိုက်ပွဲအချို့ဆက်ပြီးရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ် အဲ့ဒီဘက်မှာကစီရဲအခြေအနေကတော်တော်လေးကိုတင်းမာနေတဲ့အနေထားပါလို့ဘုံမူကြီးနော်ဘူးကဝိုင်းမော်တိုက်ပွဲအခြေအနေကိုပြောပါတယ်ဒါအပြင်ဖားကံမျိုးနယ်မှာလည်းတိုက်ပွဲနေတိုင်းနေပါရှိနေတယ်လို့အသိပေးထားပါတယ်မနေ့ကစက်တင်ဘာလ17ရက်နေ့မှာဖားကံတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ပြောပါတယ်ပြည်သူတွေထိခိုက်တာတွေလည်းရှိတယ်စစ်ခွေးတွေဘက်မှာလည်းတော်တော်များများအထိနာတယ်လို့ကြားရတယ်လို့ဘုံမူကြီးနော်ဘူးကဖားကံတိုက်ပွဲအကြောင်းကိုပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂူတိုင်းမင်းလာမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုထမင်းချက်ကျွေးနေသူတွေအပါအဝင်စစ်တပ်အတွက်အလုတ်လုတ်ပေးနေသူ၄ဦးတိုက်ခိုက်ခံရပြီးတော့တင်းဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ၄ရက်နေ့မှာမင်းလာမြို့နယ်မြမစီကွာရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်အတွက်အလုတ်လုတ်ပေးနေသူတန်နာချိုကိုအမည်မသိတဲ့တနတ်သမားများကဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်စက်တမလ6ရက်နေ့မှာစင်အိုင်ချောင်းပေါက်ရွာမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနေအိမ်မှာခေါ်ဆောင်ပြီးတော့ထမင်းချက်ကျွေးခဲ့တယ်။ဈေးတဲ့ထွန်းလင်းအောင်နဲ့မရဖြစ်သူမူမူဝင်းကိုလည်းအမည်မသိတဲ့လူစုကဓာတ်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာနှောင်းဥစလုံးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အလားတူပဲစက်တမလ6ရက်နေ့မှာခွမရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့ပြေဖြိုးဆိုသူကိုလည်းအမည်မသိတဲ့တန်တားသမားများကနေအိမ်အတွင်းကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ အခုအသက်ခံရတဲ့မြမစီကွာရွာကတန်တာချိုကစစ်တပ်အတွက်သတင်းပေးလုပ်နေတာပါသူ့ရဲ့အလောင်းကိုစစ်ကွင်းသင်းကြီးမှာနာယီကားနဲ့အတုပချတယ်နောက်အသက်ခံရတဲ့ဆင်အိုင်ချောင်းဘောက်ကဈေးတဲ့လေမယားဆိုတာကလည်းစစ်တပ်စစ်ကြောင်းရွာထဲကိုဝင်တော့သူတို့နေအိမ်မှာပဲတက်ဆွဲတယ် အဲ့ဒီလင်မယားကစစ်သားတွေကိုကောင်းကောင်းမွန်မွန်ထမင်းချက်ကျွေးတယ်သူတို့ဈေးဆိုင်မှာစစ်သားတွေဝယ်ရင်ရောင်းပြီးတော့ PDF ဆိုရင်မရောင်းဘူးလို့ပြောလွှတ်တာတွေရှိတယ်သူတို့လင်မယားကဒလန်လုံနေတယ်ဆိုပြီးနာမည်ထွက်နေတာနောက်ပြီးတော့ခွမ်မရွာအသက်ခံရတဲ့ပြည်ဖြိုးဆိုတာကလည်းအကြမ်းဖက်စစ်တပ်အတွက်သတင်းပေးလုံနေတာလို့ဒေတာရင်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောပါရတယ်အဲ့ဒီဖြစ်စဉ်များနဲ့ပတ်သက်ပြီးတော့မင်းလာမြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခြင်းမရှိဘဲတရားဝင် KIPDF ကိုဆက်သွယ်မေးမြန်းခဲ့တော့လေဘယ်အဖွဲ့ကလှုပ်ဆောင်နေဆိုတာကိုမသိရသေးဘူးလို့ပြောပါရတယ် အသက်ခံသူများဟာစစ်တပ်ကအခချင်းဝင်နဲ့ခေါ်ယူခိုင်းစေခြင်းသို့မဟုတ်စစ်တပ်အတွက်စေတနာဝန်ထမ်းအဖြစ်တွားရောက်အလုပ်လုပ်သူများဟုတ်မဟုတ်ဆိုတာကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့မှာအဝေးပြေးကားဝင်းကနေရန်ကုန်မြို့တွင်းကိုတက္ကစီငှားဆီးမိရာကနေလူငယ်တအူစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ၂ရက်နေ့ကဘိုကလေးမြို့နယ်ကအသက်50အရွယ်ဒေါ်မာကြီးအုံးနဲ့တူဖြစ်သူအသက်20အရွယ်မောင်ဆန်းတင်တို့ဟာဘိုကလေးကနေရန်ကုန်မြို့လှိုင်းသာယာဒဂုံအေးရအဝေးပြေးကိုစူပောင်းအငှားရင်နဲ့ရောက်လာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ဆွေမျိုးများရှိရာဒဂုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်120ရက်ကွက်ကိုတွားရောက်ရန် ကားငားရမ်းခဲ့တယ်လို့ပြောပါတယ်တက္ကစီရေမောင်းကနောက်ထပ်လူနှစ်ဦးရရှိပါကကားထွက်မယ်လို့ပြောဆိုပြီးကားပေါ်မှာဒေါ်မကြီးအုံနဲ့မောင်ဆန်းတင်တို့တူပရီးနှစ်ယောက်ကိုစောင့်ဆိုင်းခိုင်းခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်ဒေါ်မကြီးအုံကအိမ်သာခဏသွားရန်အတွက်ကားပေါ်ကနေဆင်းလာတဲ့အချိန်ကားသမားကတူဖြစ်သူမောင်ဆန်းတင်ကိုတင်ဆောင်ပြီးတော့ကားမောင်းထွက်သွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်ဒေါ်မကြီးအုံကအိမ်သာမှပြန်လာပြီးတော့တူဖြစ်သူနဲ့တက္ကစီအငားကားကိုမတွေ့ရတဲ့အတွက် သူဖြစ်သူကိုဖုန်းနံပါတ်ဆက်သွယ်ပြီးတော့ခေါ်တဲ့အခါမှာလဲဖုန်းဆက်ပိတ်ထားတယ်လို့ပြောပါတယ်။သက်ဆိုင်ရာနေမြေကန်ဒဂုံအီယာဝေးပြေးဝင်လုံခြုံရေးရဲတပ်သားတအုပ်ထံကိုအချောင်းကြတဲ့အခါမှာစိတ်မပူနဲ့ဆိုပြောဆိုပြီးတော့အမုတ်ပွင့်ဘေးကျင်းလည်းမရှိဘူးလို့ပြောပါတယ်။ စက်တမလာ၂ရက်နေ့ည၈နာရီအချိန်မှာသူဖြစ်သူကရွှေပြည်သားစစ်သားစုဆောင်ရေးကိုရောက်ရှိသွားပြီးတော့စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းခံလိုက်ရတယ်လို့ဖုန်းဆက်အကြောင်းကြားလာကြောင်းသိရပါတယ်။မောင်စန်းတင်ရဲ့အတော်အဖြစ်သူနဲ့ဆွေမျိုးများကရွှေပြည်သားစုဆောင်ရေးတပ်များထံကိုလိုက်လံစုံစမ်းတော်လဲမရှိမသိဆိုပြီးတော့သာစစ်တပ်ကဖြေဆိုပြီးတော့သူဖြစ်သူရဲ့လက်ကင်ဖုန်းဟာလဲဆက်သွယ်လို့မရတော့ဘူးလို့ပြောပါတယ်။မောင်စန်းတင်ရဲ့ဖုန်းဟာလဲဆက်ပိတ်သွားတယ်လို့ပြောပါတယ်။ဖုန်းအဆက်အသွယ်ရတဲ့အချိန်ကကားသမားနဲ့အဖေါ်အမျိုးသားကြီးတအူးကကားကိုအတင်းလာခေါ်တယ်ပြောတယ်။ငင်းငင်း ငိမ်မလိုက်ရင်အသားနာမယ်ဆိုပြီးတော့ခေါ်သွားတယ်။နောက်တော့စစ်မှုထမ်းရမယ်ဆိုပြီးရွှေပြည်သားတွေကစစ်သားစုဆောင်ရေးတပ်တစ်ခုတည်းကိုရောက်နေတယ်လို့ပြောပါတယ်။စက်တမလ3ရက်နေ့မှာရွှေပြည်သားတွေကစစ်တပ်ဒေသီကိုလိုက်ပေးမယ်။ရှာလို့မရခဲ့ပါဘူး။အခုတည်းကလည်းဖုန်းကပိတ်ထားတယ်ဆက်သွယ်လို့မရဘူးလို့မောင်စန်းတေရဲ့ဆွေမျိုးတို့ကပြောပြထားပါတယ်။မောင်စန်းတေပျောက်ဆုံးမှုအတွက်နန်းမြေရဲစခန်းများမှာလူပြောက်အကြောင်းကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့ကိုစစ်တပ်စစ်ကြောင်းများဝင်ရောက်လာခဲ့ပြီးတဲ့နောက်မြဝတီမြို့မှာညပိုင်းလူငယ်တချို့ပေါ်တာဆွဲဖမ်းဆီးခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလပထမပတ်မှာစစ်တပ်စစ်ကြောင်းများကမြောက်ဒီမြို့နယ်အတွင်းကို BGF ကရင်နယ်ကြားဆောင်တပ်များရဲ့အကူအညီနဲ့ဝင်ရောက်လာပြီးတဲ့နောက်စစ်တပ်ကညာဘက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်လာတယ်လို့သိရပါတယ်။ရပ်ပိုင်းအတွင်းမှာမြောက်ဒီမြို့ကလူငယ်10ဦးကျော်ခန့်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးတော့အချို့သောလူငယ်များဟာပျောက်ဆုံးနေကြောင်းဒေသခံပြည်သူများကပြောပါတယ်။မြောက်ဒီမှာစစ်တပ်လည်းရောက်ပြီးတာနဲ့ညာဘက်ကင်းလှည့်ပြီးတော့လူငယ်တွေဝင်ဆွဲတယ် ်အခုကတော့လမ်းပေါ်မှာတွေပဲဆွဲတာအိမ်တွေအထိတော့မဝင်သေးဘူးအခုတရားသလောက်ကရပိုင်းအတွင်းကိုလူငယ်၁၀ဦးကျော်စစ်မှုထမ်းဖို့ခေါ်ဆောင်ခံလိုက်ရပါတယ်မိဘတွေလိုက်ရွေးကြတာလည်းမရဘူး လိုင်စင်မဲ့ကားတွေနဲ့ညာဘိုင်းကိုလိုက်ဆွဲနေတာမိဘတွေကိုဖုံးဆက်သွဲတယ်စစ်မှုထမ်းရမယ်လိုင်းပေါ်တရင်မတင်ဖို့နဲ့တင်းရင်ကလေးရဲ့အသက်အမမခံဘူးဆိုတာမျိုးတွေချင်းချောက်တယ်လို့မြောက်ရီမြို့ကန်တို့ကပြောပြထားပါတယ်အလားတူပဲစက်တမလာရှေ့နေ့မနက်ပိုင်းမှာမြောက်ရီမြို့အမတ်နဲ့ကျွန်းတော်မျိုးပဲလမ်းမှာနေထိုင်နေအသက်18နှစ်အရွယ်မောင်စီယာမောင်ကိုကားတစ်စီးကအတင်းဆွဲတင်သွားတယ်လို့သိရပါတယ် မောင်စီယာမောင်ရဲ့တငယ်ချင်းတွေကတော့ထွက်ပြေးသွားတဲ့အတွက်လွတ်မြောက်လာခဲ့ပြီးမောင်စီယာမောင်ကိုကားတစ်စီးကအတင်းအကျပ်ဆွဲခေါ်သွားတာကိုမိဘများထံကိုအသိပေးအကြောင်းကြားခဲ့တယ်လို့ပြောပါတယ်။သူ့အမေလည်းငိုလို့နှလုံးရောဂါရနေပါပြီ။သူ့အသည့်တွေပြောတာကတော့အဲ့ဒီညဘက်သူတို့တငယ်ချင်းတို့ရောက်လမ်းလျှောက်လာတာကိုအမောင်ထဲမှာကားတစ်စီးရပ်ထားတယ် နှစ်ယောက်ဆွဲတင်သွားတာသူပါသွားတယ်တဲ့အဲ့ဒီတဲကလွတ်လာတဲ့ကောင်းလေးကသူ့အမေအိမ်ကိုလာပြောသွားပါတယ်သူတော်ထွက်ပြေးလို့လွတ်လာတာတဲ့သူ့အမေခမရအယူကြီးလို့ဖြစ်နေလို့တစ်ချက်တော့ကူညီပေးကြပါဦးမြဝတီမြို့မှာတော်တော်လေးကိုအချိန်နေဆိုးနေပါပြီလို့ ခန်းစင်ခံလိုက်ရပြီးတော့ပျောက်ဆုံးနေတဲ့မောင်စီရမောင်ရဲ့ဆွေမျိုးတအုပ်ကလူပြောက်ကြောင်ညာနဲ့အတူလူမှုကွန်ရက်မှာအကူအညီတောင်းခံထားတာကိုတွေ့ရပါဗျ။စစ်တပ်ကမြရီမြို့ကိုဝင်ရောက်လာပြီးတဲ့နောက်တမျိုးလုံးမှာအင်အားအလုံးရင်းနဲ့ဖြန့်ကျက်ထားပြီးတော့အမတ်တေတရားအပါအဝင်မြရီမြို့ရဲ့အချက်အချာကြတဲ့နေရာများအလုံးကိုစစ်တပ်ကထိန်းချုပ်ကကရင်နယ်ချားဆောင်တပ် BGF ကိုဖယ်ရှားလိုက်တယ်လို့ဒေသခံပြည်သူများထံကသိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ